င်္ဂလာပါရှင်ချင်းလင်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်မေလ29ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီရဲ့ကနေလေးစစ်စခန်းကို KNLA ကညှက်တွင်ချင်းတိုက်ခိုက်သိမ်းပိတ်ကြောင်း KIA ရဲ့စစ်ကမ္ဘာကြောင့်ရွှေကူမြို့တွင် အရေးပေါ်ဆင်းသက်ခဲ့တဲ့ စစ်တပ်ရဲ့ဟဲ့ရင်ကို drone ဖြင့်ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဓပုံမှတ်တမ်းထုတ်ပြန်ကြောင်း၊ရွှေဘူမြို့နယ်ရှိဂျေးရွာ၃ရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကို drone ဖြင့်တိုက်ခိုက်မှုတွင်စစ်သား၃ဦးသေဆုံးကြောင်းစစ်ကောင်စီကကိုရိုင်းကျင်းရထားတဲ့အပြစ်ခက်ရစီမှုကိုချိုးဖောက်ပြီးစစ်ရဇဝတ်မှုကျူးလွန်နေလို့ဆွေတန်တန်ယုံထုတ်ပြန်ကြောင်း အေအေနဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးအပေါ်စစ်ကောင်စီကကန့်ကွက်မှုကြောင့်ရန်ကုန်ရှိဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီးနဲ့စစ်တပ်မှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ရောက်သိမ်းလိုက်ပြီးနှစ်နိုင်ငံတန်တမန်ကြီးအတန်းမှဆုံးရောက်ရှိကြောင်းတို့ပေးဖြစ်ပါရဲ့ရှင်တိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီရဲ့ကနေလေးစစ်စခန်းကို KNLA ကညအတွင်းချင်းတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ ကရင်ပြည်နယ်မြောက်ကြီးမြို့တောင်ဘက်ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီရဲ့ကနေလေးစခန်းကို KNLA ပူပေါင်းတပ်ဖွဲ့ကယမနေ့ညတွင်ချင်းတိုက်ခိုက်သိမ်းပိတ်လိုက်ကြောင်းသိရှိရပါတယ်။အကြံဖက်စစ်ကောင်စီတပ်ရဲ့ကနေလေးစစ်စခန်းကိုမေလ21ရက်နေ့ကလေးကတိုက်ခိုက်နေခြင်းဖြစ်ပြီးယမနေ့မေလ28ရက်နေ့ညပိုင်းတွင်အပိသက်တိုက်ခိုက်သိမ်းပိတ်ခဲ့ကြောင်း KNLA စီရင်ရင်မြစ်ကပြောဆိုထားပါတယ်။ ယမနေ့နံနက်ပိုင်း DKPA ဌာနချုပ်စုံစည်းမြိုင်ကျေးရွာသို့ရောက်ရှိလာတဲ့အင်အား82ဦးပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို အပြစ်သက်ချေမှုန်းတက်ခိုက်ခဲ့ပြီးနောက်ယမနေ့ညပိုင်းစစ်ကောင်စီတပ်ရဲ့ကနေလေးစခန်းကို KNLA ပူပေါင်းတပ်များကတိုက်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ KNU ကမတ်လ April လနဲ့ယခုမေလအတွင်းတွင်ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ Bluetooth, Clade, Tokobi Khu, Mofatu စခန်း တ၄စက္ကန့်မေလစက္ကန့်မော်ဖူးကေစစ်စက္ကန့်နဲ့ဘလက်ဒူစက္ကန့်များကိုဆက်တိုက် တက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးယခုနောက်ဆုံးတွင် ကနေ၄စက္ကန့်ကိုပါတက်ခိုက်သိမ်းပေးလိုက်ခြင်းဖြစ်ပါတယ်။လက်ရှိကရင်ပြည်နယ်အတွင်းမြဝတီဖျားတန်စုကိုကရိတ်ဂျုံတူဖပွန်တန်တောင်ဒေသများတွင်အချံဖက်စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်တပ်များအကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါရဲ့ရှင်။ KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့ရင်အရေးပေါ်ဆင်တက်ခဲ့တဲ့စစ်တပ်ရဲ့ဟဲ့ရင်ကို drone ပြန်ပုံကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဓပုံမှတ်တမ်းထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ကချွန်ပြည်နယ်ပမော်မြို့နယ်တွင်စကခ21ထံသို့စစ်ကိုရိုက်ခါနဲ့လက်နက်ခဲယမ်းများလာပို့တဲ့ စစ်ရဟရင်များကို KIA ကပြစ်ခတ်ခင်မှုကြောင့်ရွှေကူမြို့ရင်အရေးပေါ်ဆင်းသက်ခဲ့သောစစ်ရဟရင်တစီကို drone ဖြင့်ပုံကျဲတိုက်ခိုက်ဖြစ်စီခဲ့တဲ့တပ်ပုံမှတ်တမ်းများကို KIA ကထုတ်ပြန်ထားပါတယ်။မေလ20ရက်နေ့ပမောတို့စစ်ကူလာတဲ့ စစ်ရဟယင်3စီးအနက်မှ2စီးကို KIA ကပြတ်ခတ်ခဲ့ရာရဟယင်1စီးမှာရွှေကူမြို့နယ်တော်ရဲတွင်ပြတ်ကျခဲ့ပြီးကြံရဟယင်1စီးမှာရွှေကူမြို့ခလာရ56တွင် အရေးပေါ်ဆင်းသက်ခဲ့ကြောင်းသိရှိရပါတယ်အဆိုပါအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟယင်ကို မေလ21ရက်နေ့ KIA KPDF ပူပေါင်းတပ်များက drone ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း drone ဖြင့်ပုံကျဲမှုကြောင့်အရေးပေါ်ဆင်းသက်ထားသော ရဟယင်အပြင်အနီးတွင်ရဟယင်ကိုလုံခြုံရေးယူလာရောက်ပင်စင်ကြသောစစ်ကားများပါထိမှန်ပြက်စီးသွားကြောင်းသိရှိရပါသည်။ KIA တရင်ချင်းမြစ်ကရွှေကိုခလာရ56မှာအရေးပေါ်ဆင်သက်ရနာထားတဲ့ MI17 ရဟယင်ကိုမေလ27ရက်နေ့မှာ KIA KPTF က drone နဲ့ပုံသွားချဖျက်ဆီးလိုက်တယ်။ရဟယင်ကရစရာမရှိဘူးပျက်စီးသွားပါတယ်။ကျင်းလို့မရတော့ဘူးရဟယင်ကို drone နဲ့၃ချိန်ပုံချတယ်။ suicide drone နဲ့၂ချိန်ပုံချတိုက်ခိုက်ပါတယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။ KIA ရဲ့ပြစ်ခတ်မှုကြောင့်ရွှေကူမြို့နယ်တောထဲတွင်ပြတ်ကျသွားခဲ့တဲ့စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်တွေမှစစ်သား16လောင်းနဲ့မိလောင်ပျက်စီးသွားတဲ့လက်နက်14လက်တင်စီရရှိခဲ့ပြီး ရဟတ်ယာဉ်မှုဘူဂျီမျိုးထက်အောင်အလောင်းကူမှုအကောင်ပကတိအတိုင်း KIA ကရရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်။ ရွှေဘူမြို့နယ်ရှိဂျေးရွာ၃ရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကို drone နဲ့တိုက်ခိုက်မှုတွင်စစ်သား၃ဦးသေဆုံးသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။စကိုင်းတိုင်းရွှေဘူမြို့နယ်ဂျေးရွာ၃ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်ကောင်စီတပ်သားများကို drone နဲ့တိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။မေလ၁၅ရက်နေ့တွင်ရွှေဘူမှတခွန်တိုင်းကြောင်မန်းကန်တစ်ချိုပင်ဂျေးရွာများသို့စစ်ကြောင်းထိုးလာတဲ့ အကြံဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းနဲ့တက်ခိုက်ခဲ့ရာအကြံဖက်စစ်ကောင်စီတပ်သားစစ်သား3ဦးသေဆုံးကာတိုလိုင်းရဲရဲဘော်များအနေနဲ့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းဇာမနီဒရုန်းတပ်ဖွဲ့မှတာဝန်ခံဘူးတိုက်ကာကပြောဆိုထားပါတယ်။ ဇာမနီဒရုန်းတပ်ဖွဲ့မှတာဝန်ခံဘူးတိတ်နဂါကစစ်ခွေးအင်အားခန့်မှန်းခြေကတော့80ဝန်းကျင်လောက်ရှိပါတယ်။စစ်ခွေးအသေးစိတ်ရင်တော့အတိအကျမရှိပါဘူး။ခန့်မှန်းခြေကတော့ခွေး3កောင်တည်တယ်လို့သိရတယ်။နေမီခန်းတွေမဲကြီးရော့သွေးကွက်တွေတွေ့တယ်။ပြီးတော့သူတို့အချင်းချင်းကြောင်းတယောက်တည်တယ်။အပေါ်ရန်ရင်မြောက်ထားခဲ့တာတဲ့ထိခိုက်မှုတေချာပေါက်ရှိပါတယ်။တယောက်ကတော့အမှားပဲမြောက်ထားခဲ့လို့ပဲသိရတာ။သူတို့ရှိတူနောက်ဆက်မလွေတာရဲ့ ထိခိုက်ကြရေးကြောင့်ထင်တယ်။ MI35 နဲ့လာဖြစ်သေးတယ်။ညနေ3နာရီဝန်းကျင်လောက်ကြောင်မန်းကန်ပတ်ချလေးပြတ်သွားတာပါလို့ရန်ကုန်ခက်တဲ့တွင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။အစိုးပါတိုက်ခိုက်မှုကိုဇာမနီဒရုန်းတပ်ဖွဲ့ Phoenix Wings, Black Wolf Army, Drone Urban Gorilla, ပြည်သူ့အစိုးရအဖွဲ့ဖြာကျော်တိုက်နေတုံးမှပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါရှင်။ စစ်ကောင်စီကကိုရိုင်းကျင်ရထားတဲ့အပြစ်ခက်ရစေမှုကိုချိုးဖောက်ပြီးစစ်ရဇဝတ်မှုကျူးလွန်နေတယ်လို့ဆွီဒန်တန်ယုံထုတ်ပြန်ထားတဲ့သတင်းကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။အာနာတိန်စစ်ကောင်စီဟာသူတို့ကိုရိုင်းကျင်ရထားတဲ့အပြစ်ခက်ရစေမှုကိုချိုးဖောက်ပြီးစစ်ရဇဝတ်မှုတွေနေဆင်းတဲ့အမျှကျူးလွန်နေတယ်လို့မြန်မာနိုင်ငံဆိုင်ရာဆွီဒန်တန်ယုံကယမနစ်မေလ28ရက်နေ့တွင် ထုတ်ပြန်ထားပါဗျ။ ်အကြံဖက်စစ်ကောင်စီဟာမြန်မာနိုင်ငံတဝန်းလုံးကစာတင်ကြောင်းတွေဈေးရုံတွေနဲ့ဘာသာရေးအဆောက်အုံတွေအပါအဝင်အရက်သားပြည်သူတွေကိုလေကြောင်းကနေနေစင်နေပါတိုက်ခိုက်မှု အစီရင်ခံစာနဲ့ပတ်သက်ပြီးအလွန်ဆိုးရိမ်ကြောင်းအရက်သားပြည်သူတွေအထူးသဖြင့်အပြစ်မဲ့ကလေးတွေကိုတိုက်ခိုက်တာဟာစိတ်ရဆိုးဝမှုဖြစ်ပြီးဆွေတဲ့နိုင်ငံအနေနဲ့နိုင်ငံတကာလူသားချင်းစာနာထုတ်ထားမှုဆိုင်ရာဥပဒေကို အမေကကွေပေးမှာဖြစ်တာကြောင့်မြန်မာပြည်သူတွေနဲ့အတူယက်တီသွားမယ်လို့ဆို ိုပါရယ်စကိုင်းမကွေးမန္တလေးပခိုးရခိုင်ချင်းကချင်စားတဲ့မြန်မာနိုင်ငံရှိအခြားတိုင်းဒေသကြီးတွေနဲ့ပြည်နယ်တွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တိုက်ဆုံခဲ့ရတဲ့မိသားစုဝင်များအတွက်အထူးဝန်းနေရတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါရယ် အရန်ဖက်စစ်ကောင်စီဟာငလင်ပေးတင်ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက်မေလ31ရက်နေ့အထိအပြစ်ခတ်ရစေကြောင်းကြေညာထားပေမဲ့မြန်မာနိုင်ငံတဝန်းလုံးမှာလေကြောင်းတက်ခဲမှုတွေနဲ့ဆင်းတဲ့အမျှပြုလုပ်နေတာဖြစ်ပါတယ်။မေလ၁ရက်နေ့ကနေ၂၈ရက်နေ့အထိစစ်ကောင်စီရဲ့လေကြောင်းတက်ခဲမှုကြောင့်မြန်မာနိုင်ငံတဝန်းလုံးမှာအပြစ်မဲ့ပြည်သူ၉၀ကျော်တေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကိုယ်ရင်ဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ချက်အရသိရှိရပါတယ်ရှင်။ အေအေနဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးအပေါ်စစ်ကောင်စီကကန့်ကွက်မှုကြောင့်ရန်ကုန်ရှိဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီးနဲ့စစ်တပ်မှုတို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ရောက်သိမ်းလိုက်ပြီးနှစ်နိုင်ငံတန်တမန်ရေးအတင်းမှဆုံးရောက်ရှိထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ရန်ကုန်ရှိဘင်္ဂလားဒေ့ရှ်တန်ယုံမှမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီး MD Monowar Hoshin နဲ့ စစ်တမ်းမှုပုံမှု FTEP ဟော်ရှန်တို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူလိုက်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကမေလ29ရက်နေ့တွင်အတည်ပြု ထုတ်ပြန်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းများတွင်ဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံတန်အမတ်ကြီး MD Monowa Hoshan ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာတို့ချက်ချင်းပြန်လည်ခေါ်ယူလိုက်ကြောင်း တန်အမတ် GMD မိုနိုဝါဟော်ရှန်ဟာ2023ခုနှစ်စက်တင်ဘာလအတွင်းမြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်တန်အမတ်ကြီးအဖြစ်စက်တင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်တလောနှစ်နိုင်ငံအကြားတန်တမန်အရေးတင်မှမှုများကြောင်းပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်းသိရှိရပါတယ်တန်တမန်တရင်ရင်းမြစ်များရဲ့အဆိုအရ ရခိုင်ပြည်နယ်တွင်နေနေစိုးမိုးမှု၆ခိုင်ထားတဲ့ AA အာရခတက်တော်နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများအကြားဆက်ဆံရေးရှိနေတယ်လို့စစ်ကောင်စီကကန့်ကွက်ခဲ့ပြီးနောက်ယခုကဲ့သို့ဒန်အမတ်ကြီးကိုဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းအကြံပေးစစ်ကောင်ဆောင်မြန်အောင်နိုင်ဦးဆောင်သောစစ်ကောင်စီကတန်တမန်ရေးအရာဘင်္ဂလားဒေ့ရှ်သို့တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်ယခုမေလအစောပိုင်းရန်ကုန်မြို့ရှိဘင်္ဂလားဒေ့ရှ်တန်ယုံမှ စစ်တမ်းမှုပုံမှုချုပ် FTP portion ကိုလည်းဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ခေါ်ယူထားပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ဒီလောက်နဲ့ပဲရနာတော့ပါမယ်ရှင်။ Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခိုင်ရုံလိုက်ကြပါစီရှင်။